ပထမဘိုးဘွားအပိုင်းခွန်မြစ်တန်လွင် channel ကိုစောင့်မျှော်အားပေးနားဆင်နေကြတဲ့ကြည့်ရတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာယခုတစ်ခါမှာတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့ဆရာအကတော်ရေးသားထားတဲ့ပထမဘိုးဘွားအောင်ရဲ့ဘိုးဘွားအောင်တင်မင်းကြပြီဆိုတဲ့ပထမပိုင်းကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ကျွန်တော် ကတော့အစီအစဉ်တင်ဆက်သူကိုခန့်နေဖြစ်ပါတယ်ခင်ဗျာ ဘိုးဘွားအောင်တင်မင်းကြပြီဘိုးဘွားအောင်ကိုဖမ်းဆီးရမိပြီဟုဆိုသဖြင့်ဗတုံမင်းမဝါနာအာရဖြစ်ကနန်းရွှေတို့ချက်ချင်းခေါ်ဆောင်စေခဲ့ပါတယ်တမူးကဘိုးဘွားအောင်ရဲ့ရှေ့မှာလက်အုပ်ချီပြီးဝင်လာသည်ကိုမြင်လျင်ဥဝိုင်းမှာထူးဆန်းမိသွားပြီဟာရီအမောင်တမူးမောင်မင်းကိုရာဇဝတ်သားတွားဖမ်းခိုင်းတာပါဘဲနဲ့ကြောင့်ဆရာတော်ဖျားပင့်တယ်လို့ပင့်လာရတာလေရှင်ဘရင်ရှေ့တော်မောင်ရောက်ဒီမို့မင်းမူတိုင်းမြတ်မှာကိုကိုဝတ်တွားကအယုတိပြုကြတော်လဲဘိုးဘွားအောင်မှာမတက်ရက်လျက်တာနေဤဥဝိုင်းကိုတွေ့တဲ့အခါဘိုးဘွားအောင်မှာရေပြုံးလျက် မောင်ဝိုင်းမင်းတတော်ဝါလာတာပဲကွကြည်စမ်းမောင်ကွာကိုလုံးမလည်းအစီရွေတက်လို့ပါလားမောင်ဝိုင်းဆိုတဲ့နာမည်ကအခုမှမင်းနဲ့ဟန်ကြတော့တကွဘိုးဘိုးအောင်မှာခင်ခင်မင်မင်နှုတ်ဆက်လိုက်တော့လေဦးဝိုင်းမှာမျက်နှာတစ်ချက်ပြတ်သွားဤတို့နဲ့ဘိုးဘိုးအောင်ကိုလက်ညှိုးထိုးကဟဲ့ငမိုက်သားတောသားငါအောင်ရဲ့ငါဟာအခုဘယင်မင်းဖြစ်နေပြီကွဘယင်မင်းရှိမှဘသူမှမိုးတိုးမတက်မနေရဘူးဘယင်ကမော်ဖူးစီလိုမိမ့်မှဘယင်မျက်နှာတော့မော်ဖူးကြည့်ရတယ်တောသားရဲ့ အခုကစတော့ဖြင့်မင်းကိုငါတငယ်ချင်းဆိုပြီးအကျဉ်းချဖို့လောက်စိတ်ကူးထားပေမဲ့မင်းကရေမြင့်တခင်ပြည့်ရှင်မင်းကိုစော်ကားမော်ကားလုပ်တဲ့အတွက်မင်းကိုငါစိတ်ဆိုးတယ်ငါအောင်ရဲ့မင်းကြီးများဒီအပြစ်သားကိုတောင်ဆွဲနေကွယ်မှာရင်ကုန်ခွဲလို့ခေါင်းဖြတ်တတ်စီဗဒုံမင်းမှပြင်းထန်တဲ့အမိန်ကိုချလိုက်ပါတယ်ထိုကရဲမှန်များမှာဘိုးဘွားအောင်ကိုဖမ်းချုပ်တဲ့အခါဘိုးဘွားအောင်ကမောင်ဝိုင်းမင်းကတိပေးခဲ့တာကိုမေ့နေပြီလားကွငါတနေ့ကောင်းစားတဲ့အခါမင်းတို့ကိုချီးမြှောက်မယ်လို့မင်းပြောခဲ့တယ်လေကွ အခုတော့ငါ့ကိုဒီလိုပုံစံနဲ့ချီးမြှောက်လိုက်တာလားကွာဘိုးဘွားအောင်မှာဗတုံမင်းကိုအတိတ်မှာအကြောင်းများကိုပြန်လည်ပြောပြလိုက်ပါတယ်ဗတုံမင်းမှာအမှတ်တဲကျကြီးသူဖြစ်တဲ့ဖြင့်ထိုဖြစ်ကိုမှတ်မိသွားပါတယ်သို့တော့လူပုံအလဲတွေမို့မသိကြအောင်ဆောင်းလိုက်ကဟဲ့ကောင်ငါအောင် မင်းဘာတွေပြောနေရလဲမင်းပြောနေရတယ်ငါတခုမှမမှတ်မိဘူးမင်းချင်းတို့မင်းတို့ဒီအဖြစ်တောင်းအောင်မြ мян ဆွဲထုတ်ခေါ်သွားပြီးတော့ကုမျက်လိုက်တော့မင်းချင်းများမှာဘိုးဘွားအောင်ကိုဆွဲထုတ်သွားပြီး ဘိုးဘွားအောင်မှာဘဝမေကဘဝင်မြင့်သွားသည့်တငယ်ချင်းဖြစ်သည့်မောင်ဝိုင်းကိုပညာပေးမိဟုကြံရွယ်ကမင်းချင်းများဆွဲရသို့လိုက်ပါသွားခဲ့ပါတယ်။မင်းချင်းများမှာဘိုးဘွားအောင်ကိုအာနာဘကွက်သားများလက်သို့အားလိုက်ပါတော့တယ်။အမရဘူရာမြို့တော်တွင်ဘိုးဘွားအောင်ကိုကိုမျက်မိတဲ့မှာပြန့်နှံ့သွားပြီးထိုအခါဘိုးဘွားအောင်ဆွမ်းမဆွမ်းသိချင်ကြသဖြင့်မြို့သူမြို့သားများမှလာရောက်ကြည့်ရှုကြပါတယ်။အမရဘူရာမြို့တော်အပြင်ဘက်မြောက်ဘက်အရက်ရှိလူတက်ကြက်ပြင်ကြီးတွင်ဖျားပွဲတမျှလူစီကားနေပါတယ်။အာနာဘကွက်သားများက ဝိဖြူစင်ကျဲဝက်ကကောင်းမော်ရင်အဖြူရောင်ပိတ်ဆကိုအုပ်ပေါင်းပေါင်းလာသည့်ဘိုးဘူအောင်ကိုစွဲခေါ်လာခဲ့ကြ၏ကြီးရှုနေကြသူများကလည်းတယောက်တမျိုးထင်ငိတ်ပေးနေကြပြီးအာနာဘကွက်သားများမှကိုလုံးကိုတည်းထွားကြိုင်းသည့်တကူလုံးတွင်လည်းထိုးကွေးမင်းကြောင့်များကိုပြင်းထန်အောင်ရေးဆွဲထားပါသည်တုံးတောင်ရှိသည့်ကောင်းပြတ်ဓမ္မကြီးတစ်ခုကိုပခုံးမော်ရင်ထမ်းလာပြီးမျက်နှာကိုမူအဝိဆာအနက်ရောင်ကိုမျက်လုံးပေါက်တာဖော်၍ဝစ်ဆင်ထားပါသည်ဘကွက်သားများမှဘိုးဘူအောင်ကိုကားစင်တွင်ခြိနှောင်လိုက်ပြီးနောက်ဘိုက်ကိုခွဲရန်အတွက်ဓာတ်ထက်ထက်ကိုင်းကချင်းကက်လာခဲ့ပါသည်ဘိုးဘူအောင်၏ရင်ဝါကို ဒါဟုကျော်မြေစောင့်ထိုးထည့်လိုက်တဲ့အခါကြိရှိသူအပေါင်းမှာအော်ဟစ်ညညကြပါတော့တယ်တို့တော့ဒါဟုကျော်မှာရင်ဝအသားကိုမဖောက်ဘဲထောက်တာထောက်နေခဲ့ပါတယ်ရုပ်ဆွာအဆောင်ဘိုးဘွားအောင်ဝစ်စင်သားသည့်အဖြူအောင်ချီပါရင်မုံအင်ကြီးကိုပင်ဓာသွားမှာမထိုးပေါက်မိပဲဖြစ်နေပါတယ်ဘကွက်သားများမှာဓာတောင်းနေသည်ဟုထင်ကထိုဓာကိုဓာသွေးကြောက်တွင်တင်ကသွေးပြန်ပါတယ်နှကမ်းမွေးတပင်ကိုထိုဓာဖြင့်တိကနေထိလိုက်တဲ့အခါဂတိပြက်ပြက်သွားသဖြင့်ဘကွက်သားမှာကျေနပ်သွားပါတယ်ထိုဓာဖြင့်ဘိုးဘွားအောင်ကိုထိုးပြန်သည့်အခါဓာမှာကြောက်တောင်းတစ်ခုကိုထိုးရသည့်အလားပြန်ကန်ထွက်လာပါတယ် ဘကွက်သားမှမကြည်နဲ့ထို့ကြောင့်နန်ကြားကိုထိုးသွင်းလိုက်ပြန်ပါတယ်ရခင်ကအတိုင်းဖြစ်ပြန်၏လက်မောင်းတလုံးသားများကိုဓားပြဲမိုးပြန်လေသည်ကြောက်တုံးပေါ်သို့လီးရသည့်အလားတကြီးကြီးနေတာမြင်ခဲ့ပါသည်ကြည့်ရှုနေသူများမှဘိုးဘွားအောင်ကိုချီးမွမ်းကြပါတယ်အာနာဘကွက်သားများမှရင်ကုန်မခွဲတော့ပဲကောင်းဖြတ်ရန်ပြင်ဆင်ပြီးတုံးတော်ချီသည့်ဓားကြီးကိုလေပေါ်တွင်လွှဲမြောက်လိုက်ကဘိုးဘွားအောင်ဤဇပိုးစီသို့အားကုန်ခုတ်ချလိုက်ပါတယ်ဘိုးဘွားအောင်ဤဥကောင်းမှာဇပိုးမှနေ၍တိကနေပြတ်ထွက်သွားပြီးမြေကြီးပေါ်သို့ကျဆင်းသွားခဲ့ပါတယ် သို့တော်မြေကြီးနဲ့ထိတွေ့သည့်အခါကောင်းပြတ်ကြီးမှဖယဲသေးကြီးတလုံးဖြင့်ပြောင်းလဲသွားပါတယ်။အာနာဘကွက်သားမှာအလွန်အံ့အားသင့်စွာဖြင့်ဘိုးဘွားအောင်ကိုကြိလိုက်သည့်အခါကောင်းအစ်တလုံးပြန်ပေါက်လာခဲ့ပါတယ်။ဘကွက်သားမှာကောင်းကိုထပ်မံဖျက်ချလိုက်ပြန်ပါတယ်။ယခုဒီချိန်တွင်တော့ဘူးတိလုံးကြီးဖြစ်သွားပြန်ပါတယ်။တတိယဒီချိန်ထပ်မံခုတ်ဖျက်ရာတွင် ကြောက်ဖြောင်သေးကြီးဖြစ်သွားပြန်တယ်။ဘကွက်သားမှာအားကုန်ခုတ်ဖျက်ရင်မကြခင်မောပန်းနွမ်းနယ်လာခဲ့ကြပါတယ်။ဘိုးဘွားအောင်မှာတော့အေးအေးဆေးဆေးပင်ပြောင်းရွေ့ပင်နေသေး၏။ကြည့်ရှုနေသည့်လူတို့ကဘိုးဘွားအောင်ကိုတခဲနဲ့အော်ရဲကအားပေးကြပါတယ်။ အာနာဘကွတာများမှာလည်းဘိုးဘောင်ကိုမတက်ဝင်တော့ဘဲမင်းချင်းများလက်တို့ပြန်လဲအနံခဲ့ပါတယ်။ထို့ညတွင်အမရပူရာတစ်မျိုးလုံးဘိုးဘောင်၏အကြောင်းကိုသာပြောဆိုနေကြလေပါတယ်။မနက်မိုးလင်းညီလာခံဝင်သောအခါရွှေမျိုးတော်ဝန်ကဗထုံမင်းထံယမန်နေ့ညကဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများကိုတင်လျှောက်လေသည်။ဗထုံမင်းမှာအမျက်ချောင်ချောင်ထွက်နေလေသည်။ထို့ကြောင့်စီရင်နီအမျိုး60အတွင်းမှာကောင်းတလာတွင်း၍အရှင်လက်လက်မိမြိုက်တတ်ရန်အမိန့်ချမှတ်လိုက်ပါတယ်။ဘကွတာများမှာဘိုးဘောင်ကိုအကျဉ်းတိုင်းမှာထုတ်ကာအမရပူရာမျိုး တောင်ဘက်တောင်တမန်အင်းထက်ရှိတချောက်ပင်ကြီးတပင်စီတို့ခေါ်ဆောင်လာခဲ့သည်ဘဘိုးအောင်ကိုတက်ဖြတ်မိဆိုသည့်တဲ့င်းကြောင့်အမရဘူရာမျိုးသူမျိုးသားများမှလိုက်လံကြည့်ရှုကြလေသည်ဘကွက်သားများမှတလုံးကြီးတလုံးကိုလူတကိုဝင်စားထွင်ပြီးဘဘိုးအောင်ကိုတစ်ခေါင်အတွင်ထည့်လိုက်၏ထို့နောက်အပေါ်မှပြင်ချက်ဖုံးကတံမဲနာများရိုက်နှံ့၍ခေါင်းတလားကြီးကိုပိတ်စေသည်ထို့နောက်ထင်းများကိုအစီအီပုံးကမီးလောင်လွယ်သည့်ကငင်းစီတစ်ဆဲစီများလောင်းကြသည်ထို့အပေါ်မှတစ်ခေါင်းတလားကြီးကိုတင်ပြန်သည်တက္ကောင်းတလားကြီးကိုလည်းမီးလောင်ကောင်းစေရန်အတွက်စီများတုံလင်းကြပါရယ် နေအပူရှင်အလွန်ပြင်းသည့်နေမွန်းတဲ့သည့်အချိန်မှာပင်ထင်းမောင်ကြီးကိုမိရှို့ကမိမြိုက်လေတော့သည်မိဘောင်ကြီးမှာအချိန်ပြင်းစွာလောင်ကျွမ်းနေလျာဘကွက်သားများသာမကကြည့်ရှုနေသည့်မြို့သူမြို့သားအပေါင်းတို့မှအပူရှင်ဟတ်သဖြင့်အနောက်သို့ဝါရရိုက်အကွာခံဆုတ်ခွာကြရသည်မိတော့မိလျံကြီးမှမှလူတရမကမြန်မာလာပေသည်လူများမှလည်းယခုတခါဘိုးဘွားအောင်တယောက်တေးရှာပြီဟုထင်ကြေးပေးကြပါတယ်ညမကြမီတကောင်းကြီးမှဝုံငနဲ့ပောက်ကွဲထွက်သွားပြီးမိဘောင်ကြီးပေါ်တွင်ဘိုးဘွားအောင်တယောက်ထွက်ပေါ်လာလေ၏ အရှိန်ညင်းကြီးတောက်လာနေသည့်မိဘုံအပေါ်တွင်ဘိုးဘွားအောင်မှပတိထိုင်ဆိုင်နေသည်ကိုတွေ့ရသည်အပူရှိန်ပြင်းလွန်လာသဖြင့်ဘကွက်သားများပင်အနာတော်မတိုးကပ်နိုင်တော့လေမိဘုံပေါ်တွင်ထိုင်နေသည့်ဘိုးဘွားအောင်မှအင်းကြီးဝတ်စားများသာမကမွှင်းချင်းတပင်များပင်မိမလောက်နိုင်ပဲဖြစ်နေပြန်ပါတယ်လူအများမှချေးကျွေးမဆုံးတော့ပင်ဘကွက်သားများမှမိခင်များကုန်ဆင်သွားသည့်အခါဘိုးဘွားအောင်ကိုလာရောက်ဖမ်းဆီးကအကျဉ်းတိုက်အတွင်းသို့ပြန်လည်ခေါ်ဆောင်လာပြန်ပါတယ်နောက်တစ်နေ့ထိုတရင်ကိုကြားရသည့်ဗတုံမင်းမှဒေါသဖြစ်ရပြန်ပါတယ်မောင်မင်းတို့ဒီတကောက်သားကိုနီးမျိုးမျိုးနဲ့သာတေးအောင်တတ် တင်းသေးတော့မှငါ့ကိုတန်တော်ဦးတင်စမ်းဗတုံမင်းမှာတစ်ချက်လို့အမိန်ကိုထုတ်လိုက်သည်ထောင်မူးနဲ့ရွှေပြည်ဝန်မှာတိုင်ပင်ရချေပြီစွမ်းအားရှင်တွေဆိုတာတာမန်တက်လို့မရဘူးတဲ့ဝင်မင်းရဲ့သူတို့ကိုမြေရေမီအဲ့ဒီလိုတဘာဝပစ္စည်းတွေနဲ့တက်ဖြတ်ရတဲ့အခုမင်းနဲ့တိုက်တာမသေးဘူးဆိုတော့သုံးမများကိုရေချတဲ့ကဲတို့ရေချကြည့်မယ်ဆိုရင်ရောထောင်မူးပေးတဲ့အကြံကိုမြို့ဝမင်းကလက်ခံလိုက်ပါတယ်ထိုနေ့ညနေတွင်ဘိုးဘွားကိုရေချရန်အတွက်ထောက်ယူလာပြန်ပါတယ် မြို့သူမြို့သားများမှရေချပွဲကိုလိုက်လံကြည့်ရှုကြပြန်၏တနေ့ထက်တနေ့လာရောက်ကြည့်ရှုသူဦးရေများပြားလာသည်ဘိုးဘိုးအောင်ကိုတက်ဖြတ်သည့်ပွဲမှာလူသက်သမားအားတက်ဖြတ်သည့်ပွဲနဲ့မတူပဲရှင်လောင်းလှဲ့ပွဲနဲ့ပင်တူညီနေသည်ဘိုးဘိုးအောင်ကိုရေချရန်အတွက်အမရဘူရာမြို့မြောက်ဘက်ရှိတက်သိန်းအင်းကြီးစီသို့ခေါ်ဆောင်လာခဲ့ကြပါသည်လမ်းတစ်လျှောက်တွင်လည်းလာရောက်ကြည့်ရှုသူအပေါင်းကပန်းပွင့်များနန်းတာကြီးများဖြင့်ဘိုးဘိုးအောင်လျှောက်လမ်းမိလမ်းကိုပြစ်ပေါက်ခင်းချင်းပေးကြ၏ဘိုးဘိုးအောင်မှလူများကိုနှုတ်ဆက်လျက်ပြောင်းရိတ်တာနေပါတယ်တက်သိန်းအင်းဆက်သို့ရောက်သည့်အခ ဘူဘူအောင်ကိုတကူလုံးကျိုးဖြစ်တုတ်ပြီးနောက်ဂုံအဲ့အတွင်းသို့ထဲ့ကအဲ့နဲ့အသေးပိတ်ချိလိုက်ပါတယ်။မတင်မီကိုစိုးရင်တဖြင့်အိုးကြီးတလုံးကိုတဲများအပြည့်ဖြည့်ကဘူဘူအောင်ကြီးခြေထောက်တွင်တွဲချိပေးလိုက်။ဘကွက်သားများမှလေကြီးတစ်စင်းပေါ်တွင်ဘူဘူအောင်ကိုတင်ဆောင်၍တက်သိန်းအင်းကြီးအတွင်လှော်ကပ်လာခဲ့သည်။ရေနှက်တဲ့နေရာသို့ရောက်သည့်အခါလေကိုရက်တက်လိုက်ပြီးတဲအိုးကြီးကိုရေထဲသို့အရင်ပစ်ချလိုက်၏။ထို့အခါတဲအိုးကြီးနှင့်တွဲချိရသည့်ဘူဘူအောင်မှလည်းရေအောက်သို့တဟုန်တို့ကျဆင်းသွားလေသည်။ဘူဘူအောင်ရေချပွဲသို့လာရောက်ကြည့်ရှုကြသည့်ပြည်သူများမှာ ကံလုံးညွတ်မြပြည့်ချန်နေလေးပါတယ်။ယခုတစ်ခါတွင်တော့ဘိုးဘွားအောင်တကယ်တည်သွားပြီဟုအားလုံးကထင်မှတ်ထားကြပါတယ်။ဘကွက်သားများမှာကွန်တရာညက်ခန့်ကြသည့်အထိစောင့်ကြည့်နေတော့လေဘိုးဘွားအောင်မှာရေထဲမှာပုံမလာတော့ပေ။ထိုတော့မှသာစိတ်ချလက်ချနဲ့ကန်းဆက်တို့ပြန်လာခဲ့ကြပါတယ်။ဘိုးဘွားအောင်တေးပြီ။ခမားတို့ရဲ့ဘိုးဘွားအောင်တေးပြီ။ဘကွက်သားများမှာအားရဝမ်းသာနဲ့ပြောဆိုနေကြပြီးထိုအခါကြည့်ရှုနေကြသူအပေါင်းမှာစိတ်ပြအားရော့သွားကတက်သိန်းအင်းကြီးစီမှာပြန်လာခဲ့ကြပါတော့တယ်။လူအများအတော်လန်လန်ရောက်တဲ့အခါ ကလေးငယ်များမှာကန်းဆက်တွေအော်ဟဲနေကြပါတယ်။ဘိုးဘွားအောင်ပြန်လာပြီ။ဘိုးဘွားအောင်ပြန်လာပြီကွ။လှည့်ပြန်သွားတဲ့သူများမှာအင်းဆက်တို့ပြန်လဲပြေးဆင်းလာကြပြီးကလေးတအုပ်မှရေလေကောင်းကိုလက်ညှိုးထိုးပြနေပါတယ်။လူအများကြိလိုက်တဲ့အခါဝိဖြူစင်ကြံတဲ့ရေပေါ်ရင်လမ်းလျှောက်ကကန်းဆက်တို့လှမ်းလာနေသည့်ဘိုးဘွားအောင်ကိုတွေ့လိုက်ရပါတယ်။ဘိုးဘွားအောင်မှာရေပြင်ပေါ်တွင်ဂတိပါဖဏတ်စီကလမ်းလျှောက်နေခြင်းသာဖြစ်ပါတယ်။ဘကွက်တာများမှာဘိုးဘွားအောင်စီတို့ပြေးလွှားဖမ်းတဲ့အခါရေပြင်အောက်တွင်နင်းမြုပ်သွားကြပါတယ်။ဘိုးဘွားအောင်၏အနောက်မှနေ၍ ထိုအင်းကြီးအတွင်းမှာနေထိုင်သည့်ငါ၊မကန်၊လက်အစာရှိသည့်ရင်းနေတရဝါတို့မှာစစ်တပ်ကြီးချီလာတဲ့ကဲသို့စုပြုံကလိုက်ပါလာကြပါတယ်။ကမ်းပေါ်မှာကြည့်နေသူများမှာဘိုးဘွားရဲ့အစွမ်းကိုတုံးငိန်တုံးကမြင်တွေ့ရတဲ့အခါမှာဘိုးဘွားကိုကြည်ညိုလေးစားကထိုင်ကြတော့ကြပါတော့တယ်။ကြားမကြီးငယ်အယုတ်အလတ်မျက်မရွေဘိုးဘွားကိုရှစ်ခိုးပူဇော်ကြကုန်သည်။မင်းချင်းများကဘိုးဘွားကိုဖမ်းဆီးကြတဲ့အခါလူအုပ်များကမင်းချင်းများကိုဆဲဆော့အော်ဟစ်လိုက်ကြောက်တုံးများနဲ့ပြစ်ပေါက်လိုက်ကြသဖြင့်ဘိုးဘွားကတားမြစ်ရ၏။ ဘိုးဘွားအောင်ကလူအကြီးဘက်ကိုလက်ကပြလိုက်ရင်တို့အမရပူရာနေပြည်တော်ကိုလာရခြင်းအကြောင်းကတိုင်းပြည်စူပူအောင်ပြုလုပ်ဖို့မဟုတ်တိုင်းပြည်တာယာအေးချမ်းအောင်လမ်းမရောက်နေတဲ့ဗရေမင်းမြတ်ကိုဆုံးမသွန်သင်ရအောင်လာရောက်ရခြင်းဖြစ်တယ်။မင်းချင်းတွေကိုမနှောက်ယှက်ကြပါနဲ့။သူတို့ကသူတို့အလုပ်လုပ်နေကြတာပါ။ဘုကတာမြတ်မှာအမြင်မှန်ရလျက်ဘိုးဘွားအောင်ကိုရှ िख ိုးတောင်းပန်လိုက်ကြပြီးနောက်အကျဉ်းသားကဲ့သို့ဖမ်းဆီးခြင်းမပြုတော့ဘဲရတဲ့သူတော်စင်များကိုပင့်ဖိတ်သည့်နဲ့အကျဉ်းတော်အတွင်းသို့ပင့်ဆောင်လာခဲ့ကြပါတယ်။ ဥဝိုင်းကိုပဲချုတ်ခံပတုံမင်းမှဒေါသလွန်ကြီးကဘလူကြီးတကောင်နဲ့ပဲတူညီနေပါတယ်။နန်းညီလာခံတက်သည့်မူကြီးမရများမှာရှင်ဘရင်ဒေါသထွက်နေသဖြင့်ထိတ်လန့်ချောက်ချားနေကြပြီ။ဟိုကိုသွားလဲဘိုးဘိုးအောင်ဒီကိုသွားလဲဘိုးဘိုးအောင်နဲ့ဘိုးဘိုးအောင်နာမည်ကြီးကြားနေရပါလား။မှန်မဖေရဘကွက်သားတွေတက်ဖြတ်ပေမဲ့အကြိမ်ကြိမ်အစွမ်းပြခဲ့တဲ့ဘိုးဘိုးအောင်ဟာအခုတော့ဖြင့်နေပြီးတော်တယ်မကကျေးလက်တော့ရဇနံပုတ်ပါမကြအောင်ဖုံးဖိမရအောင်တည်င်းမွေးနေကြောင်းပါ။ ီးတော့ဘဘွားအောင်နေပြည်တော်ကိုလာရတာတိုင်းပြည်ပုံကံမှုမဟုတ်ပဲအရှင်မင်းကြီးကိုဆုံးမသွန်နေရအောင်လာရောက်ခဲ့တာပါတဲ့ဖေ။ဘာကွာတင်းရမြန်ငါ့ကိုဆုံးမသွန်နေရမတယ်လား။ငါအောင်ငါအောင်မင်းတတော်တရားလိုမှလားကွာ။ကဲမင်းကြီးများငါအောင်ဘလို့စီရင်ရမလဲဆိုတာတင်ပြစမ်းမအောင်ကွ။မူကြီးမရများမှာဗဇက်ပိတ်နေကြပြီထောင်မှုကမှန်ပါဘိုးဘွားကတကိုးရှိတဲ့လူ ဘုံကံရှိတဲ့သူမို့တော်ရောင်လူတွေတက်ဖြတ်တုတ်တင်လို့မရကြောင်းပါဖေဟာအရှင်မင်းကြီးလိုဘုံကံကြီးမားတဲ့သူကတက်ဖြတ်မှသာရနိုင်မယ်ထင်ပါတယ်ဖေဟာထောင်မှုမှာမိမိမစွမ်းနေမို့ဘရင်ဘတ်တို့အများကြီးလှည့်ပေးလိုက်ပါတော့တယ်ကောင်းပြီထောင်မှုသူ့ကိုဘလို့စီရင်ရမလဲကျွန်တော်မျိုးတို့မီးနဲ့မျှပြီးပါပြီရေလဲချပြီးပါပြီဓာတ်လန့်လက်နဲ့လည်းတက်ဖြတ်ပြီးခဲ့ပါပြီဒါကြောင့်မို့အခုတခါမြေချင်းတို့ပြီးတက်ဖြတ်တဲ့ကြောင်းမှာအရှင်မင်းမြတ်ကောင်းပြီဒါဆိုသူ့ကိုမျိုးပြင်မှာမြေတွင်တို့ပြီးငါးကိုယ်တိုင်စီရင်မယ်ကွယ် မှန်လားပါဖေ။ဒီတစ်ခေါက်တော့မျိုးပြမှာမစီရင်တက်မအောင်ဖေ။ဘာဖြစ်လို့များလဲကွ။ကျွန်တော်မျိုးတို့ဟာဘိုးဘွားအောင်ကိုတတ်ပေမဲ့ဘိုးဘွားအောင်ကမသေးတဲ့အပြင်လူတွေကြားထဲမှာတကိုးပြသလိုဖြစ်နေတာမို့နာမည်ပေါ်ပြီးကြီးလာပါတယ်ဖေ။အခုတစ်ခေါက်ဟာအရှင်မင်းကြီးကိုယ်တိုင်စီရင်ရမှာဖြစ်တဲ့အတွက်တခုခုလွဲချော်သွားလို့ဘိုးဘွားအောင်မသေးဘူးဆိုရင်အရှင်မင်းကြီးပါတိုက်ခါကြနိုင်ပါတယ်ဖေ။အေးကွ။မောင်မင်းပြောတာမှန်တယ်။ဒါဆိုရင်နန်းရင်းထဲမှာပဲကြီးကြီးတူပြီးတတ်မယ်။မောင်မင်းကအဲ့ဒီငအောင်းကိုနန်းရင်းကိုခေါ်လာခဲ့ ပတုံမင်းအမေရဘိုးဘောင်ကိုဖမ်းဆီးပြီးခေါ်ဆောင်လာခဲ့ကြပါတယ်။ပတုံမင်းကလည်းနန်းတွင်ရဲမက်များကိုနန်းတော်တနေရာတွင်ကြီးမားသည့်မြေချင်းကြီးတစ်ချင်းကိုတူးဖော်စီပါတယ်။မြေသားများကိုပုံဩကာအနည်းတွင်ရွှေကော်ပြားငွေကော်ပြားများကိုချခဲနာတယ်။ဘိုးဘောင်မှာပတုံမင်းဦးပိုင်းကိုတွေ့တဲ့အခါတငယ်ချင်းအရင်ကမင်းငါ့ကိုတတ်မိန်ပဲပေးတာ။အခုတော့မင်းရငါ့ကိုမင်းလက်နဲ့ကိုယ်တိုင်တတ်တော်မယ်ပေါ့။ငါဘယ်လိုလူလဲဆိုတာမင်းမသိဘူးလား။မင်းလည်းငါ့အစွမ်းတွေကိုမြင်မှုပါရက်နေကွာ။မအောင် မင်းဆွမ်းအောင်ငါသိပါတယ်။ဒါပေမဲ့အခုငါလည်းဘုံကံကြီးမာတဲ့ပြည့်ရှင်မင်းဖြစ်နေပြီ။ငါကြံ့ရင်တရားနဲ့တွေတောင်လက်ရောရတယ်ကွ။ဘိုးဘွားအောင်မှာထိုစကားကိုကြားတဲ့အခါဟာတိုက်ရင်မောလေးပါတော့တယ်။သူများပြောတဲ့မင်းရယုံနာကိုမောင်းဝိုင်းရ။မင်းဆွမ်းရင်အခုတရားမင်းကိုမိုးရခိုင်းကြည့်ပါလား။ဘိုးဘွားအောင်မှာရေပြုံးနေတဲ့ဖြစ်ရင်ပထုံမင်းမှာဆွဆွေခေါအောင်ဒေါသထွက်နေခဲ့ပါတယ်။မောင်မင်းတို့ဘာလုပ်နေကြလဲ။အပြစ်သားကိုတွင်းထဲကိုချဟဲ့ ထို့အခါမင်းကြီးမြဘိုးဘွားအောင်ကိုတွင်းတက်ကြည့်တယ်လို့ပြစ်ချလိုက်ပါတယ်။တွင်းအနက်မှာဆက်နက်တောင်ရှိတယ်ဟူ၏။ဘိုးဘွားအောင်ကိုတွင်းထဲချပြီးတဲ့အခါတွင်းထဲသို့အုပ်ကျိုးအုပ်ခဲများကြောက်တုံးကြောက်ဆိုင်များကိုပြစ်ချကာဖုံးအုပ်ကြတယ်။ဘိုးဘွားအောင်မှာတွင်းထဲတွင်တအားအားနဲ့အော်ဟစ်နေပါတော့တယ်။ဗတုံမင်းမှာအလွန်ပျော်ရွှင်လျက်တေပြီးတော့မအောင်ငါဘုံကန်နဲ့မင်းကိုတက်ရင်မင်းခံနိုင်ရိုးလားကွ။တေလိုက်စမှာကွာ။ဗတုံမင်းမှာရွှေကော်ပြားတစ်ခုကင်ကမြေစာများကိုတွင်းထဲသို့ကိုယ်တိုင်ဖုံးအုပ်၏။ မင်းချင်းများလည်းဝိုင်းဝန်းဖုံးအုပ်လိုက်တဲ့အခါမကြခင်ပင်မြေစာများဖြင့်ပြေးချန်သွားပါတယ်။ပထုံမင်းမှာထုံများနဲ့အားမရသေးပဲဖို့မြေပေါ်သို့ဖနှောင်းနဲ့ပေါက်လျက်ခုံဆွခုံဆွပင်လုံနေလိုက်သေးပါတယ်။မောင်အောင်သေးပြီဆိုသဖြင့်စိတ်ထဲမှာလည်းအလွန်ပျော်ရွှင်သွားမိပါတယ်။ထို့စဉ်ကော်ပြားများကိုကင်ဆောင်ထားသည့်မင်းချင်းများမှာကြောက်အားလန့်အားနဲ့ပင်အနောက်သို့ဆုတ်သွားကြပြီ။မင်းတို့လောက်တာပြီးပြီလေလားကွ။ပဒုံမင်းမှာအနောက်မှအတန်ကြားသဖြင့်လှည့်ကြည့်လိုက်တဲ့အခါဘိုးဘွားအောင်မှလက်နောက်ပြက်လျက်ပဒုံမင်းတို့လောက်ကင်နေသည်ကိုခေါင်းတကျဉ်ကျဉ်နဲ့ကြည့်နေလေသည် ပတုံမင်းမှာအလွန်ထိတ်လန့်သွားပြီမမောင်မင်းမတည်သေးပါလားကွာမောင်ဝိုင်းရေမင်းငါ့ကိုတတ်လို့မရအောင်ဆိုတာမင်းလက်မခံသေးဘူးလားကွာအိုကွာတယောက်ဆောင်တော့မရတတောင်းဆောင်တော့ရည်ရည်ဟဲ့ဝမင်းတတသားတတောင်းကိုနန်းတွင်းကိုတွင်းခဲ့လူတတောင်းဝိုင်းခွင့်ရင်ဒင်းခံနိုင်မလားဟဲ့ပတုံမင်းဥဝိုင်းမှာမမှတ်သေးပြီထို့ကြောင့်ဝင်းမင်းမြတ်မှာလည်းအထက်ထက်အပြပြဖြစ်ရတော့သည်ထိုစင်မှာပင်ဘိုးဘောင်က ပထမစတုရင်ကအင်းရှင်တော်ကြီးကိုစီရင်၍မြေပေါ်သို့ပြစ်ချလိုက်တဲ့အခါဓားလန်လက်နက်ဆွဲကင်ထားသည့်ရဲမအပေါင်းမှမြေပြင်အောက်စီမှပွားကနေပေါ်ထွက်လာလေသည်ထိုရဲမများမှဘိုးဘိုးအောင်နှင့်ရုပ်ချင်းတထေရတဲ့သူကြီးကရွှေရောင်မောက်သူများစောင်းနာကရွှေရောင်ကြေးတဲ့အင်းကြီးများကိုဝစ်ဆင်ထားကြတဲ့ဖြင့်ရွှေရောင်ဝင်းလန်တောက်ပနေကြသည်လက်ထဲတွင်ကိုင်းဆောင်ထားသည့်ဓားလန်လက်နက်များမှလည်းဆင်ရောင်ကြီးကဲ့သို့ဝင်းလန်နေကြသည် ထိုရဲမှတ်များမှမဟုတ်ကြရင်ပေါ့သည့်မျက်ပင်နူးများကဲ့သို့နန်းတော်ကြီးတစ်ခုလုံးတွင်အကြာအလတ်မရှိပေါ်ပေါက်လာကြသောကြောင့်နန်းရည်မြင့်ကြီးတမကနန်းဆောင်များနှင့်နန်းဆောင်အချို့ကြားပါမကြံအကုန်ပေါ်ပေါက်လာလျာထိုတော့မှဗတုံမင်းကတောင်းလို့သွားပါလေတော့တယ်။မောင်အောင်မင်းငါထီးနှံကိုကြံနေပါပေါ့လားကွ။ဒီမဲမဝိုင်းမင်းတက်မှတ်နေတဲ့ ठी နန်းဆိုတာကိုငါမစင်လောက်ပဲသဘောထားတယ်။ငါ ठी နန်းကိုမလိုချင်ဘူး။ငါမှမင်းတို့ရဲ့စီးစိမ်တကူထက်အစပေါင်းများစွာတားတဲ့တကူအစွမ်းနဲ့ရှိပြီးသားပါကွာ အခုလိုလုပ်တာငါအဆန်ဘလောက်ရှိရဲဆိုတာမင်းကိုပြတာပဲမင်းရဲ့စစ်တဲ့တောင်းနဲ့ငါရဲ့ကိုပါတောင်းပြိုင်တိုက်မယ်ဆိုရင်ဘသူနိုင်မယ်ထင်တယ်လဲကွဘိုးဘွားအောင်မှာပြောဆိုလိုက်ရင်လက်ကိုဝင်ရန်လိုက်တဲ့အခါထိုစစ်တဲ့ရဲမှန်များမှာတမန်ဟုတ်ချင်းပြောက်ွယ်သွားကြပါတယ်ပတုံမင်းဦးဝိုင်းမှာထိုတော့မှမန်းနေနဲ့ကြသွားဤတို့တော့လုံးလုံးတော့လက်မလျှော့သေးပေမောင်ဝိုင်းကြီးမင်းကငါ့ကိုတတ်ချင်နေတယ်လားကွမင်းကိုမင်းတိတ်ဆွမ်းနေထင်ရင်ငါရေးထားတဲ့ဝါလုံးတစ်လုံးကိုပဲပြအောင်ဖြတ်ဆမ်းပါကွ ဘိုးဘွားအောင်မှာဦးဝိုင်းရှိတို့လက်ညှိုးညွန့်လိုက်တဲ့အခါကျမ်းမြေပေါ်တွင်ထုံးမြေဖြူနှင့်ရေးဆွဲထားတဲ့ကဲ့သို့ဝါလုံးတစ်လုံးပေါ်ပေါက်လာလိမ့်သည်ဘတုံမင်းဦးဝိုင်းမှာယာစအိမ်တွေရှိနေတဲ့ဖြင့်ဘိုးဘွားအောင်ရေးဆွဲထားသည့်ဝါလုံးကိုခြေထောက်ဖြင့်ပုတ်ကဖြတ်လိုက်သည်ထိုဝါတစ်လုံးပြတ်သုံးသွားသည့်အခါမလန်းမကန့်နှင့်ဝါနှလုံးထပ်မံပေါ်ပေါက်လာပြန်သည်ဦးဝိုင်းမှာထိုဝါနှလုံးကိုလက်နှစ်ဖက်ဖြင့်တပြိုင်နက်တည်းပုတ်တက်ကဖြတ်လိုက်ပြန်သည်ထိုစဉ်ဝါလေးလုံးပေါ်ထွက်လာပြန်၏ဦးဝိုင်းမှာဝါလုံးများကိုလိုက်ဖြတ်ရင်မောပန်းလာလေပါပြီ ဝါလုံးများမှာတဖြည်းဖြည်းတိုးပွားရဖြစ်နေပါသဖြင့်မိဖုရားများနဲ့မူမတ်အချွေရများကိုပါဖျက်ခိုင်းရသည်ပတုံမင်းခိုင်းသဖြင့်နန်းရင်းတစ်ခုလုံးလှုပ်ရှုပ်ကုန်ကြပါတယ်ဝင်ကြီးနဲ့အမတ်ကြီးများကပစိုးဖြစ်တုတ်ကဖျက်သည်နန်းရင်းသူများကထိုင်မသိန်းစားနဲ့တုတ်ကဖျက်ဆီးကြလေသည်တလုံးဖျက်လေနှလုံးထပ်ပေါ်သဖြင့်မကြခင်နန်းရင်းတစ်ခုလုံးဝါလုံးများဖြင့်ပြည့်နှံ့နေလေသည်ဘူဘူအောင်ရေးဆွဲသည့်ဝါလုံးများမှာနန်းတော်ကျမ်းမြင့်နေတာမကတိုင်လုံးကြီးများနယံများတွင်ပြည့်နှံ့နေလေတော့သည်ပတုံမင်းဥပိုင်းနှင့်တကွာ နန်းရဲသူနန်းရဲသားများမှလည်းပင်ပန်းမောပနေကြပြီဖြစ်သည်ထို့အခါပဒုံမင်း၏မြီးတော်စင်ဖြူမဲကအပြင်းရောက်လာခဲ့ပြီဘိုးတော်ဧဂရိမင်းမြတ်ဖေဟာဘိုးဘွားအောင်ဟာတိုင်းပြည်ထိနှံကိုလူရက်လောက်ကြံပြီးအရေးအခြေတစုံတရာမှမမြင်ရပါဖေဟာဘိုးတော်ဖေဟာဘိုးဘွားအောင်ကိုနီးအမျိုးမျိုးနဲ့တတ်ဖို့ကြံခဲ့ပေမဲ့ဘိုးဘွားအောင်ဟာစိတ်ကွက်ခြင်းညူဆူခြင်းမရှိပဲသူတော်ကောင်းတို့ရဲ့တီးခံခြင်းနဲ့သာတံပြန်တုံ့ပြန်ခဲ့ပါတယ်သူတော်ကောင်းအောင်ပြစ်မှားတယ်ဆိုတာတန်တရာအတွက်ကြီးလေးတဲ့အပြစ်ကြီးဖြစ်စေတာမို့စင်ရင်တင့်ပါတယ်ဖေဟာ ထိုတော့မှပဒုံမင်းမှမန်လျှော့လေသည်ဘိုးဘွားအောင်စီတို့ကြည့်ကငါမားပါတယ်မအောင်ရငါမင်းအပေါ်မှာမလျော်မကန်တဲ့အပြုတ်မှုတွေပြုတ်မှုခဲ့ပါတယ်မင်းငါ့ကိုခွန့်လို့ပါကွာထိုအခါဘိုးဘွားအောင်ကလက်တချောင်းကိုဝေးရမ်းလိုက်တဲ့အခါနန်းတော်အတွင်ပြန့်ကျပေါ်ပေါက်နေကြသည့်ဝါလုံးအခခရာများမှတမောချင်းပြောက်ွယ်သွားကြလေသည်ဘဘအောင်မှာမောပန့်စွာထိုင်နေသည့်ပဒုံမင်းအနီးသို့တိုးကပ်လာကပဒုံမင်းကိုလက်ကမ်းလိုက်ပါတယ်။ဘလို့မှတဘောမထားပါဘူးမောင်ဝိုင်းရ မင်းကောဘလို့တသက်မသိဘူးဆိုတာငါသိပြီးသားပါကွာငါအခုမင်းနေပြီးတော့လာခဲ့ရတာမင်းကိုဆုံးမဖို့ပဲမောင်ဝိုင်းရပတုံမင်းမှာဘိုးဘောင်ကန်းဒီလက်ကိုဆွဲကမတ်တက်ထားရလိုက်ပါတယ်ထိုအခါအလွန်ပင်ပန်းနွမ်းနဲ့ညောင်းချီနေသည့်ခန္ဓာကိုယ်မှာလန်းဆန်းတက်ကြွကအာရုံအတင်များဖြစ်ပေါ်လာလေသည်ငါ့ကိုဆုံးမဖို့လာတာဆိုတော့ငါဘာတွေများမှားနေလို့လဲမောင်အောင်ရမင်းရဲ့လူတက်ပွဲကြီးတွေအကြောင်းကိုငါကြားခဲ့ပြီးပြီမောင်ဝိုင်းမင်းဟာထီးနှံကိုရကြတဲ့ကလူတိုင်းကိုတန်တရားဝင်ပြီးတက်ဖြတ်တုတ်တင်နေတာ လူတွေကိုတတ်ပြင်းထတ်တတ်ခဲ့တယ်။ရုပ်စွာအဆုံးမင်းကိုကူညီခဲ့တဲ့မဟာတရားသူရလိုလူကိုယ်တော်မှတတ်ဖြတ်ခဲ့တာပဲကွ။ဒီမယ်မောင်ဝိုင်းမင်းအခုလိုထီးနှိုင်းကိုလွယ်လွယ်ရတာဘာကြောင့်လို့မင်းထင်တယ်လဲကွ။ငားရဲ့စူးစမ်းအားထုတ်မှုတွေပေါ်မအောင်ရ။ဘိုးဘွားအောင်မှာမဲပြုံးတစ်ချက်ပြုံးလိုက်ပြီ။ဒီမယ်မောင်ဝိုင်းမဟာတရားသူရတာမရှိဘူးဆိုရင် မင်းဒီလိုအခြေအနေကိုရောက်လာပါမလားကွ။ဒါတော့ဟုတ်ပါတယ်မောင်အောင်ရဲ့။သူအစည်းအုံကောင်းလို့ရဲမှတ်ပို့ပါတယ်စူးစီးနိုင်နေတာပါ။ ဲ့ဒီမဟာတရားသူရာကိုစင်ပြူရှင်မင်းဟာကားစင်တင်ပြီးတတ်ဖို့လုပ်နေတဲ့အချိန်မှာငါကဲသွားတာပဲကွာမောင်ဝမ်းရမဟာတရားသူရာအမတ်ကြီးကတချိန်မှာမင်းကိုကူညီလိမ့်မယ်ဆိုပြီးငါကဲတင်ခဲ့တာဗတုံမင်းမှာမျက်လုံးပြူသွားရပါတယ်ဒါဆိုမဟာတရားသူရာငါ့ကိုကူညီတာလက်ဆက်တတ်တော့မင်းကူညီတာမလားမောင်မှန်တာပေါ့မောင်ဝမ်းရဖောင်ကားစားမောင်မောင်တို့နန်းကိုတင်ထားတဲ့အချိန်မဟာတရားသူရာကိုမင်းကိုကူညီဖို့ဆိုပြီးအိမ်မက်ပေးခဲ့တာငါပဲကွာ ဒါကြောင့်မင်းနဲ့အစေးမကတ်တဲ့လူဟာမင်းရဲ့အကြံစီတိုင်းကိုလိုက်ပါလှုပ်ဆောင်ခဲ့တာပေါ့ပဒုံမင်းမှာနဖူးကိုလက်ဝါးနဲ့ရိုက်လိုက်ပြီးမှားပြီငါအကြီးကြီးမှားပါပေါ့လားမင်းဟာနန်းရင်းထဲကဆွေတော်မျိုးတော်တွေကိုလည်းတတ်ဖြတ်ပြစ်ခဲ့တယ်မင်းမှာအာကုသူတွေတိတ်များနေပြီဆိုတာမင်းသိရလားမောင်ဝိုင်းအိုးကွာဒါတော့ငါညင်းမရသေးငါကတတ်ဖို့အမိန်ချတဲ့လူပဲမအောင်ငါကိုယ်တိုင်တတ်တာမှမဟုတ်တာဖြစ်ချင်းဖြစ်အာနာဘကော့သားတွေပဲအာကုသူရမှာပေါ့ကွာ ဘိုးဘွားအမခေါင်းကိုခါရမ်းလိုက်ပြီမောင်ဝိုင်းရေမင်းကမှားပြီးရမှားနေတော့တာပါလားကွအာကုတုဆိုတာတင့်အချက်ကိုရိုင်းလုံးရင်လည်းရတယ်နင့်အချက်သူ့မြားကိုလောက်ခိုင်းရင်လည်းကိုကခိုင်းစီတဲ့အတွက်ကိုလည်းအာကုတုရတယ်သုံးအချက်သူများအာကုတ္တလုံနေတာကိုမြင်ရကြားရပြီးကိုကဝမ်းတာမိတယ်။အာပေအာမြပြုတ်မိတယ်ဆိုရင်အာကုတ္တရနိုင်တာပဲကွ။အခုမင်းဆွေမင်းမျိုးတွေကိုတတ်မိန်ချတဲ့အခါမင်းကအမိန်ပေးရတဲ့အတွက်အာနာဘကွက်သားတွေကလည်းအာကုတ္တရသလို မင်းလည်းအားကိုးတို့ရတာပဲကွဒီတက်တဲ့သူတွေထဲမှာကိုချင်းတိတ်ခါတီလာနဲ့ပြည်စုံတဲ့သူတွေမပါဘူးလို့မပြောနိုင်ပေဘူးဒီလိုလူတွေကိုတတ်မိတာဟာမင်းကသူ့တော်ကောင်းကိုပြစ်မှားမိတာပဲမောင်ဝမ်းရမင်းဒီလိုသာကြက်ကြက်လှုပ်ရှားမှာမင်းအခုရလာတဲ့ဌီနန်စီစဉ်ဆိုတာသုံးနှစ်ခန့်ရင်ကန်ကောင်းမဲ့မောင်ဝမ်းကြီးဒါဆိုသွားပါပြီငါဘယ်လိုလုပ်ရပါမလဲမောင်အောင်ငါ့ကိုကယ်နိုင်မဲ့နည်းများမရှိတော့ဘူးလားကွစိတ်ကိုအေးအေးထားစမ်းပါအမားတိပြီဆိုရင်အမှန်ပြင်းဖို့နည်းလမ်းရှိတဲ့ပေါ့ကွ ကုသိုလ်အကုသိုလ်ဆိုတာမီးနဲ့ရေလိုပဲမီးနဲ့ရေဟာအမြဲတမ်းအားပြိုင်နေပြီးတော့အားတာတဲ့လူကအနိုင်ရတာပဲမီးများမီးနိုင်ရေများရေနိုင်ဆိုတာမင်းကြားဘူးတယ်မလားကွာဒါကြောင့်မို့အခုချင်းအစားပြီးအာကုသိုလ်အလုပ်တွေကိုတတ်နိုင်သမျှရှောင်ကျဉ်ရမယ်ပြီးတော့ကုသိုလ်ကောင်းမှုတွေကိုမင်းပြုခဲ့တဲ့အာကုသိုလ်တွေထက်ပုံများအောင်ပြုလုပ်နိုင်မယ်ဆိုရင်ဒီအာကုသိုလ်ကံအကျိုးပေးတွေကိုစေချောတန့်စင်စေနိုင်မှာပါမောင်ဝိုင်းမင်းပြောတာကြားရတာဝမ်းတာလိုက်တာမောင်အောင်ရာငါဘလို့ကုသိုလ်တွေလုပ်ရမလဲကွာ ဘယ်လိုလုပ်ရင်ကုသိုလ်တွေများများရနိုင်မလဲကုသိုလ်ဆိုတာလည်းအာကုသိုလ်လိုပဲပေါ့ကွာသူကြတော့ပြောင်းပြန်ပေါ့ဒီတော့ကိုယ်တိုင်လည်းကုသိုလ်အလုပ်တွေလုပ်ရမယ်သူများတွေကိုလည်းကုသိုလ်အလုပ်တွေလုပ်ခိုင်းရမယ်သူများတကကုသိုလ်ကောင်းမှုလုပ်နေတယ်ဆိုရင်လေတာတို့အမှုမောဒနာခေါ်ဆိုပြီးဝမ်းမြောက်ဝမ်းသာဖြစ်ရမယ်မောင်ဝမ်းရရှင်ဘရင်ဆိုတာတာမန်လူသားတွေထက်ကုသိုလ်တွေအများကြီးလုပ်နိုင်ပါတယ်မောင်ဝမ်းရတိုင်းတို့ပြည်သားတွေကိုအခွန်တုပ်တွေရှော့ပေါ့စီမံတာကုသိုလ်ရတာပဲကွလန်ဒတာတွေခင်းဖို့တာဖျားလူ ចောင်းសោតដារីយ៉ាអីលានដារីវអត់ទំភុដៃអីភារារីវលូរីឧខៃជីញូដៃភារារកាភេទទេទូកាអឆេមយេយ៉ាឈីនីមេគូទូបេម៉ាវ៉ាយ៉ាតៃមីគូសិមាត់យេយ៉ាវេកွာសេដាលេអភារាគូទូលូខរេគូទូដំញូបេធូកាបដុងមេម៉ាអលុនវ៉ាន់តាជីញូលេយ៉ាបូបូអងគូពីផាត់ឡៃបារោរេងាអគូណាលេទွားបាប៊ីម៉ាអងយ៉ាមេយ៉ាអបេងយេចាមេងាអូអឆេមីលាយ៉ោកេតិនពីលេណានណាបេងាមេបေါ်មេសៃកោមបីតាកេបិមេ မင်းကတော့ငါ့အပေါ်မိတ်ဆွေကောင်ပြီးသားခဲ့ပါတယ်မောင်အောင်ရငါလုတ်ခဲ့တာရဲ့အတွက်အကုန်ခွင့်လွန်ပေးပါ အခုမင်းလို့ရာစုတစ်ခုတောင်းစားမှာကွာငါပြည့်ရှင်မင်းရဲ့အာဏာနဲ့မရရအောင်ဖြည့်ဆည်းပေးပါမယ်ကွာငါ့အတွက်တီးတန့်တော့မလိုအပ်ပါဘူးဒါမဲ့ငါလိုချင်တာတစ်ခုတော့ရှိတယ်အဲ့ဒါမင်းအနေနဲ့ပြည်သူတွေကိုမင်းချစ်တရား၁၀ပါးနဲ့အညီအုပ်ချုပ်မင်းလုပ်ပြီးယတနာ၃ပါးကိုကြီးညိုလို့ဘာသာတာသနာကိုစောင့်ရှောက်ပေးကြမှာကွာငါလိုချင်တဲ့စုတစ်ခုကအဲ့ဒါပဲမောင်းဝိုင်းရ ဗတုံမင်းမှာကျေနပ်အားရစွာပြောင်းလျက်ကောင်းပါပြီမအောင်မင်းပြောသလိုဖြစ်ရစေပါမယ်ဒါနဲ့ရောက်တုံးရောက်ခိုက်ငါနန်းတော်ကြီးမှာတလကောတဲ့လောက်တော့နေသွားပါလားမအောင်ရမင်းကိုနန်းဦးမှာထားပြီးက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 ြီးလှုပ်ကြွေးချင်လို့ပါကွာသူတော်ကောင်းနေတဲ့ဘရင်နန်းတော်ဆိုတာလာလာမမအပ်ဆက်တဲ့နေရပဲမောင်ဝိုင်းရမင်းရဲ့နန်းတော်ကလည်းလူစုံနန်းတော်ကွာငါမနေတတ်ဘူးငါနေတဲ့နေရာကိုပဲပြန်တော့မယ်နောက်နောက်ငါမလိမ်မာတာတွေ့ရင်ငါစီကိုလာပြီးတော့အချိန်မရွေးသွန်သင်ဆုံးပါစမ်းမောင်အောင်ရာ အေးပေါ့ကွာနောက်တစ်ခါဆိုရင်တော့ဗဇက်နဲ့မပြောတော့ဘူးဟေးမင်းဖင်ကိုတောင်မွေးနဲ့လာရိုက်မှာကွာဘဘူအောင်ပြောလိုက်တဲ့အခါပထုံမင်းကဟာပပတ်ရေလေတော့ဤမင်းချင်းများကလည်းရင်မောကြလိုက်ပြန်သည်ဘဘူအောင်မှာဆင်ဖြူမဲ့မင်းသမီးလေးကိုချီချူထောပနာစကားတွေပြောဆိုပြီးနောက်မိုးပေါ်တို့ပြန်တက်ကနန်းဦးထိပ်တွင်ကိုယောင်ကိုဝါများကိုထုတ်လို့ဖြန့်ချက်လိုက်ဤအမရပူရာမျိုးတော်ရှိမျိုးသူမျိုးသားများကိုစေတနာသုံးပါးကိုမမေ့ကြရမှာကြပြီးသည်နောက်ဝေဟင်ခရီးဖြင့်ပြည်မျိုးတို့ပြန်တန်းထွက်ခွာသွားလေတော့ဤ ဗတုံမင်းဒီတငယ်ချင်းဖြစ်သူဘိုးဘွားအောင်ညွှန်ကြားသွားသည့်အတိုင်းအကျိုးပြုလုပ်ငန်းများကိုလှုပ်ဆောင်ခဲ့ပါတယ်။မိမိအိမ်နှိမ့်စဉ်နေထိုင်ခဲ့ရသည့်အိမ်တို့ရာနေရာတွင် အောင်မြင်လောကစီဒီကိုတည်ရောမူသည့်အေယဝတီမြစ်အနောက်ဘက်တွင်ကြီးလေးကြီးဟုခေါ်သည့်ပထိုးကြီး၊ချင်တဲ့ကြီး၊ရေကန်ကြီးနှင့်ခေါလောင်းကြီးတို့ကိုတိဆောက်သွန်းလို့လူတန်းမြန်သည်။တိုးတော်ပထိုးကြီးမှာ အပိမတက်လိုက်ရပြီ။နိုင်ငံတော်ရှိမျိုးပေါင်း56မျိုးတို့တမျိုးလေတန်ဃာတော်9ပါးနှင့်ပိရိကတ်တော်တစုံကိုဆေလုတ်ကတာသနာပြုစေသည်။နိုင်ငံအရရရှိ ဌာန230တို့တွင်ရွှေကူဖျားပေါင်း230တဲစီသည်တေဟောကျွန်းတို့လည်းသာသနာပြုစေလို့သည်ဘကိုးရွှေမျိုးတော်စီဒီမှာငလင်တန်ခံရ၍တပိမောက်အထိပြိုပြတ်နေလျာသာသနာပြုအဖွဲ့ကိုစေလို့ပြီးရွှေမော်တော်ဖျားနေတကွပြက်စည်းနေတော်ဖျားများကိုပြင်ဆင်စေသည်စင်ရနွမ်းပါသည့်တိုင်းသူပြည်သားများကိုစဘာတသိန်းဝေပြန်ပါသည်ဘဘအောင်ကိုအကြောင်းပြု၍ဗဒုံမင်းဦးဝိုင်းဒီဗုဒ္ဓသာသနာရေးပန်း၌အထူးဂရုပြုကဆောင်ရွက်တော်မူလေ၏အနောက်အိန္ဒိယမြေစီမဒေသ တိုင်းကြီးအရရတို့လည်းမူးမတ်အရာရှိတို့ကိုပညာတော်တင်အဖြစ်အကျဉ်းချင်းစေလို့၍လောကီလောကုတ်တရားကျမ်းများစေကျမ်းတတ်ကျမ်းပေရင်ကျမ်းအကျဉ်းသိက္ခာနှင့်စတော်ကျမ်းစသည်ဖြင့်နာဂရီတက္ကတဘာသာတို့ဖြင့်ရေးသားထားသောကျမ်းပေါင်းတရားကျော်ကိုရှာဖွေစုဆောင်းပြီးလျင်မြန်မာဘာသာပြန်ဆိုစေ၏နိုင်ငံတော်အတွင်းရည်တည်စာတောက်စားခြင်းတားကြီးငါးကြီးတို့ကိုတက်ဖြတ်ရောင်းချခြင်းတို့ကိုတားမြစ်တော်မူသည်ဇကိုင်းအိမ်တို့ရာရှိ အောင်မြင်လောကစီတီတော်ရှင်ပင်ချမ်းသာကြီးဖျားအေယာဝတီမြေကြီးအနောက်ဘက်ရှိ မင်းကွန်းစေတီတော်တို့သည်ဗတုံမင်း၏ကောင်းမှုတော်များဖြစ်သည်မင်းကွန်းစေတီတော်ကြီးမှာတူးတဲ့ကြီးမားလုံးရကပြီးဆုံးသည့်တိုင်အောင်မတီဆောက်နိုင်ဖြစ်ခဲ့ရသည်မင်းကွန်းစေတီအနီး၌ပင်ပိတ်တာ9555ခန့်မင်းဖြူမမှန်ပြောအကျဉ်ရှိသောမင်းကွန်းခေါင်းလောင်းတော်ကြီးကိုလည်းဗတုံမင်းကတွန်းလှုပ်လှူဒန်းတော်မူသည်ဗတုံမင်းလက်ထက်တွင်တိုင်းမီဝါပြောစီပင်၍စာပေနှင့်သာသနာရေးထုံးပြောင်ခဲ့လေသည်ဘိုးဘွားအောင်မှာတငယ်ချင်းဖြစ်သည့်မောင်မြတ်ကြီးအားလွမ်းဆွလာသဖြင့်စစ်တာမျိုးတို့လိုက်သွားခဲ့ပါတယ် မောင်မြတ်ကြီးမှာဦးစင်းဝင်းနေဖြစ်ကကျေးလက်တော်ရတစ်ခုအနီးတွင်တပားเจ้าကလေးနှင့်ချိုချိုတက်တက်နေရသည်ကိုမြင်တွေ့ရသည့်အခါလွန်စွာမှစိတ်မကောင်းဖြစ်မိခဲ့ပါသည်ထို့ကြောင့်မောင်မြတ်ကြီးအားအကိရပညာကိုလမ်းညွန်တင်ညာပေးကရွှေဖြစ်ငွေဖြစ်လမ်းစဉ်တစ်ခုကိုလည်းလင်ငါဖွဲ့ကတင်ညာပေးလိုက်ပါသည်ဤနေရာတွင်စရှိမိဆိုသည့်ဖြင့်ထိုနေရာကိုမဖော်ပြပေးတော့ပါမောင်မြတ်ကြီးမှာလင်ငါအတိုင်းလိုက်လံလှောက်ဆောင်ရင်ရွှေဖြစ်ငွေဖြစ်အတက်ကိုတက်မြောက်သွားခဲ့ပါသည် ်မောင်မြတ်ကြီးမှာလောဘမရှိသူဖြစ်သည့်အပြင်ရခင်ကလေးကမောင်ဘိုးအောင်အစွမ်းပြတဲ့ဖြင့်မင်းမြတ်တဲ့မှုဒီကိုအမှတ်တညာရှိသောကြောင့်ရွှေများကိုပုံအောင်မလုပ်ဘဲအလိုရှိတွေ့တာပြုလုပ်ဖန်ဒီကเจ้าကံဖရာများတင်စရများကိုစောက်လို့လူတန်းကတာသနာပြုလေတော့သည်ဟုတ်ကဲ့ပါယခုတင်ဆက်ပေးခဲ့တဲ့ဇလန်းအကြောင်းအရာလေးကတော့ပထမဘိုးဘိုးအောင်ရဲ့အပိုင်းခွန်နေဖြစ်တဲ့မောင်ဘိုးအောင်စာတက်ပြီဆိုတော့ဇလန်းလေးပဲဖြစ်ပါတယ်ကြံရှိနေသေးတဲ့အပိုင်းဆက်များကိုလည်း ဆက်လက်နားဆင်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့မြစ်တမ်းတွင် channel လေးကို like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ။